အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့ PGDL DN 7108 Constitutional Law and Administrative Law Chapter 4 Revolutionary Council အကြောင်းကိုဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်4.1 Revolutionary Council တော်လှန်ရေးကောင်စီ1962ခုမတ်လ2ရက်နေ့တွင်ဗိုလ်ချုပ်ကြီးနေဝင်းသည်အမေကျော်ညာစာအမှတ်1ဖြင့်တော်လှန်ရေးကောင်စီကိုဦးဆောင်ခဲ့ပါသည် ထို့နောက်ပြည်ထောင်စုအစိုးရနေရာတွင်အမိန့်ကြော်ညာစာအမှန်နှစ်ဖြင့်တော်လှန်ရေးအစိုးရကတာဝန်ယူခဲ့ပါသည်ပြည်ထောင်စုပါလီမန်ကိုအမိန့်ကြော်ညာစာအမှတ်၄ဖြင့်ဖျက်သိမ်းခဲ့ပါသည်ပြည်နယ်ကောင်စီများကိုအမိန့်ကြော်ညာစာအသီးသီးဖြင့်ပယ်ဖျက်ခဲ့သောကြောင့်ရခိုင်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ပြည်ထောင်စုပုံသဏ္ဍာန်မှာပြီးဆုံးခဲ့ပါသည်ရခိုင်ပြည်နယ်ကောင်စီများနေရာတွင်ဥက္ကဋ္ဌဦးဆောင်သော ပြည်နယ်အမြင့်ဆုံးကောင်စီများကအစားထိုးခဲ့ပါသည် ပြည်내ကောင်စီများတွင်အစဉ်အမြဲရွေးကောက်ခံအဖွဲ့အစည်းများမဟုတ်ဘဲတော်လှန်ရေးကောင်စီဥက္ကဋ္ဌကခန့်အပ်သောအဖွဲ့ဝင်များသာဖြစ်သည်ပြီးခဲ့သည့်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရပြည်내ကောင်တော်များသည်အစိုးရအဖွဲ့ဝင်များဖြစ်ခဲ့ကြပါသည်အမိန့်ကြော်ညာစာအမှန်25အရာပြည်ထောင်စုတရားစီရင်ရေးသည်လည်းပြီးဆုံးခဲ့ပါသည်တော်လှန်ရေးကောင်စီခေတ်တွင်ရခင်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏နိုင်ငံရေးနှင့်စီးပွားရေးစနစ်များမှာလုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်ပါသည် ော်လန်ရေးကောင်စီသည်အာဏာအလုံး၏ပြင်းရင်အခြေအမြစ်ဖြစ်သည့်ဥပဒေပြူရေးအုပ်ချုပ်ရေးတရားစီရင်ရေးအာဏာအလုံးအားတော်လန်ရေးကောင်စီသို့အနှင်းထားပြီး၎င်းမှတစဉ်အုပ်ချုပ်ရေးအာဏာအားတော်လန်ရေးအစိုးရသို့လွှဲပြောင်းပေးခဲ့ပါသည်ထို့ကြောင့်တော်လန်ရေးအစိုးရသည်တော်လန်ရေးကောင်စီ၏အုပ်ချုပ်ရေးလက်ရုံးဖြစ်ခဲ့ပြီးရခိုင်အစိုးရအဖွဲ့၏အဆင့်ကိုရရှိခဲ့ပါသည်တော်လန်ရေးကောင်စီသည်အမြင့်ဆုံးအဖွဲ့အစည်းဖြစ်ရုံသာမကဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအာဏာရှိသူလည်းဖြစ်ပါသည် ဒေါ်လန်ဟေးကောင်စီသည်ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်အာဏာများကိုအမိန့်ကျော်ညာစာအမှန်20ဖြင့်ဒေါ်လန်ဟေးကောင်စီဥက္ကဋ္ဌအားတဆင်လွှဲပြောင်းပေးခဲ့ပါသည်ပြည်ထောင်စုမြန်မာနိုင်ငံ၏တရားရုံးချုပ်သည်တရားလွှတ်တော်ချုပ်နှင့်တရားလွှတ်တော်တို့နေရာတွင်အစားထိုးဝင်ရောက်ခဲ့သောအမြင့်ဆုံးတရားရေးအဖွဲ့အစည်းဖြစ်ပါသည်၎င်းသည်ရခင်တရားလွှတ်တော်ချုပ်နှင့်တရားလွှတ်တော်ဤတာဝန်နှင့်အာဏာများအလုံးကိုတည်ဆဲဥပဒေနှင့်အညီကျင့်သုံးသည့်အပြင်နောက်ဆုံးအယူခံရုံးလည်းဖြစ်ပါသည် ထို့ပြင်အမှုခေါ်စာချုပ်တော်ထုတ်ခွင့်ရှိပြီးအထူးရာဇဝတ်ခုံရုံးများကိုလည်းဖွဲ့စည်းခဲ့ပါသည်